Kia မှာဆိုလို့ရှိရင်ကားတစ်စီးချင်းစီတိုင်းမှာမတူညီတဲ့ feature တွေပါတယ်အဲ့ feature တွေကလည်းတကယ်ကိုအသုံးဝင်တယ်အသုံးလဲတဲ့တယ် build quality အရန်ကောင်းတဲ့ကားတွေလို့ဘယ်သူမှညင်းလို့မရဘူး Kia EV ကားတွေကို Asian Expo ရန်ကုန်2025 event ကြီးမှာသာဝယ်မယ်ဆိုရင်20% down payment ပေးပြီးတော့ ဝယ်ယူလို့ရမှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရောက်နေတဲ့နေရာကတော့ YCC ခမ်းမမှာဂျင်းပါနေတဲ့ Asian Expo Yangon 2025 event ကိုရောက်နေရဖြစ်ပါတယ်ဒီပွဲထဲမှာဆိုရင်လုံးဝအမိုက်စာကား၃စီးကိုတနေရာထဲမှာပြထားတဲ့ဘုတ်တစ်ခုရှိရဲ့အဲ့ဒါတော့ Kia ပဲဖြစ်ပါတယ် Kia မှာဆိုရင် line နဲ့3ခုကိုတစ်ခါတည်းပြတ်သားတာဖြစ်ပြီးတော့အခုကျွန်တော်ဘေးမှာမြင်ရတဲ့ကားဆိုရင် Kia EV5 ပဲဖြစ်ပါတယ်လူတော်တော်များကြိုက်တယ်တချို့တော့အယောင်နေဆိုရင် out of stock ဖြစ်သွားပြီအဲ့လောက်ထိရောင်းကောင်းတဲ့ကားသီးပဲဖြစ်ပါတယ်ဒီကားက build quality လည်းတော်တော်လေးကောင်းတယ် dual motor ဖြစ်တယ် all wheel drive ဖြစ်တဲ့အပြင်ကား size လည်းကြီးတာဖြစ်တဲ့အတွက်လူတော်တော်များကြိုက်တဲ့ကားသီးပဲဖြစ်ပါတယ် build quality က Kia ဆိုတဲ့အတိုင်းပဲဘာမှအပြစ်ပြောစရာမရှိလောက်အောင်ကောင်းတဲ့ကားတွေပဲဖြစ်ပါတယ်သူ့ရဲ့ specs ကိုကျွန်တော်နည်းနည်းပြောပြပါသေးသူ့ရဲ့ motor capacity ကိုပြောပါဆိုရင်160 80 kW ဖြစ်ပြီးတော့ all wheel drive ဖြစ်တယ်သူ့ရဲ့ battery capacity ကိုပြောမယ်ဆိုရင်88.3 1 kWh အထိရတယ်လို့ဆိုထားပြီးတော့ range အနေနဲ့ဆိုရင်900 km WLTP အထိသွားလို့ရတဲ့ကားတစ်စီးပဲဖြစ်ပါတယ်။ဒါကတော့ Kia EV5 ရဲ့အကြောင်းတွေဖြစ်ပြီးတော့ဟိုဘက်မှာ Kia EV6 သိန်းရှိတယ်။ လုံးဝ sporty look ကိုပေးတယ်တကယ်ကိုဘင်းလို့လည်းကောင်းတယ်ကျွန်တော် test ride လည်းလုပ်ပြီးွားပြီတော်တော်လေးကိုဘင်းလို့ကောင်းတယ်ဖြစ်ပြီးတော့ rare ride ဖြစ်တယ်သူ့ရဲ့ motor capacity ကိုပြောပါဆိုရင်239 kW ဖြစ်တယ် battery capacity ကိုပြောမှဆိုရင်89.4 kW ဟာဖြစ်ပြီးတော့0 to 100ကို5.2 second နဲ့ရောက်တဲ့ကားပဲဖြစ်ပါတယ်ဒီကားကိုဝယ်မယ်ဆိုလို့ရှိရင် promotion တွေရှိတယ်အဲ့ဒါပါလဲဆိုတော့ korea trip လည်းသွားလို့ရတယ် one year insurance free လည်းရမှာဖြစ်သလို level 2 charger လည်းရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တခြားသော accessory တွေလည်းလက်ဆောင်ထည့်ပေးမှာဖြစ်ပါတယ်โอเคဒါတော့ kia ev6 ဖြစ်တယ်ပြီးရင် Kia EV3 လေးရှိတယ်ဒီကားကတော့ကျွန်တော်ဂျင်တဲ့ကိုတော်တော်လေးထိတဲ့ကားဖြစ်တယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ range က65 km ထိသွားလို့ရတယ်သူ့ရဲ့ battery capacity ကိုပြောပါဆိုလို့ရှိရင်81.4 kWh ရှိပြီးတော့ motor capacity က150 kWh ဖြစ်တယ် front wheel drive ဖြစ်တယ်ဒီကားလေးကမျိုးတန်းမှလည်းအဆင်ပြေမယ်မျိုးပြင်လည်းအဆင်ပြေမယ်လို့ကျွန်တော်ယူဆတဲ့ကားတစ်စီးဖြစ်တယ်ဒီကားတွေကိုလည်းမကြာခင်ကျွန်တော် test ride တွေလုပ်ဖို့တော်တော်လေးစဉ်းစားထားတယ် Kia မှာဆိုလို့ရှိရင်ကားတစ်စီးချင်းစီတိုင်းမှာမတူညီတဲ့ feature တွေပါတယ်အဲ့ feature တွေကလည်းတကယ်ကိုအသုံးဝင်တယ်အသုံးလဲတဲ့တယ် build quality အရန်က ောင်းတဲ့ကားတွေလို့ဘယ်သူမှငင်းလို့မရဘူးသိကြတယ်ပြီးလို့ရှိရင်ဒီ signal ပြလို့ရှိရင်ဒီအရှိတ digital cluster မှာပေါ်တဲ့ကိစ္စလေးတွေဗါးတွေကတခြားကားနဲ့မတူဘဲနဲ့ကွဲထွက်တယ်လို့ခံစားရတဲ့ကားတွေပဲဖြစ်ပါတယ်အခုကျွန်တော်ပြောပြသွားတဲ့ Kia EV ကားတွေကို Asian Expo Yangon 2025 event ကြီးမှာသာဝယ်မယ်ဆိုရင်20% down payment ပေးပြီးတော့ဝယ်ယူလို့ရမှာဖြစ်ပါတယ်အဲ့ဒီအပြင်ကိုခုနကပြောတဲ့လုံးဝ special cashback တွေ level 2 charger တွေ accessory တွေလက်ဆောင်ပေးသွားမှာဖြစ်ပြီးတော့ Kia showroom ကိုလည်းအခုပြည်လမ်းမကြီးအမှတ်44ဘယံကုန်းမြို့နယ်မှာလည်းတောင်းရှိဖွင့်လှစ်တော့မယ်ဆိုတော့လည်း တရင်ကောင်းပါဗျာဒီကျွန်တော်ကတော့စိတ်သွားပါ